မင်္ဂလာပါဒီနေ့မှာလဲပရာလောကနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းတစ်ခုကိုကျွန်တော်ပြောပြမယ်ဒါကကျွန်တော်တို့တက္ကသိုလ်ကျောင်းသားဘဝ VTEC စက္ကန့်မှာဖြစ်ခဲ့တဲ့အဓိကအကြောင်းအရာပေါ့နော်ကျွန်တော်ဖြစ်တာတော့မဟုတ်ဘူးကျွန်တော်တငယ်ချင်း main ကလေးတယောက်ဖြစ်တာပေါ့နော်ဒါဆိုရင်ကျွန်တော်စလိုက်မယ်နော်ကျွန်တော်တို့ VTEC စက္ကန့် final ဆာမွေးကြီးမဖြေခင်မှာကျွန်တော်တငယ်ချင်းအဲ့ဒီ main ကလေးကအကောင်းဒါပေမဲ့ဆာမွေးဖြေခင်နေ့အလိုလောက်ကြမှာ ចောင်းနေရလဲလူမမတက်ကြတော့ဘူးကိုယ့်မှာပဲကိုစာပြန်လုံနေတဲ့အချိန်အဲ့ဒီအချိန်မှာကျွန်တော်တငယ်ချင်းရဲ့အဲ့ဒီကောင်မလေးရဲ့တခြား main ကလေးတငယ်ချင်းကျွန်တော်ရှင်ဖုန်းဆက်လာအဲ့ဒီကောင်မလေးကစီးအောင်တင်ထားရတဲ့အသေးအတန်ဖြစ်နေရဲ့နောက်ဆုံးအချိန်နေလာတော့မသိဘူးတဲ့ဆိုပြီးတော့ပြောတယ်ကျွန်တော်လဲဆမ်ဝဲကျူရှင်နောက်ဆုံးတက်ခဲ့တဲ့နေ့တော့အကောင်းကြီးပါလို့ကျွန်တော်လဲကျူရှင်ကတူတူပဲဆိုတော့အကောင်းကြီးဘလို့ဖြစ်တာလဲပေါ့ဆိုတော့ဒါဆိုရင်တော့သူကစီးအောင်သွားကြည့်ကြမယ်တဲ့ဆိုတော့ အဲ့တော့တရက်ချင်းလိုက်ပြီးတော့ကျွန်တော်စေးအောင်သွားကြည့်ကြရတယ်ပေါ့ဖြစ်ချင်တော့ကျွန်တော်အဲ့ဖြစ်တဲ့ကောင်မလေးကသူလှိုင်းသားရမှနေတာအိုင်သားမှနေတော့အဲ့စေးအောင်နာမည်တော့ကျွန်တော်မှတ်မှတ်မိတော့ပေါ့နော်အဲ့လှိုင်းသားရတိုင်းမှာပဲစေးအောင်ကတော့ယူဒနန်ပုတ်ကလစ်ကစေးအောင်မဟုတ်ဘူးအစိုးရစေးအောင်အစိုးရစေးအောင်ကျွန်တော်တို့သွားကြည့်တော့ကျွန်တော်တငယ်ချင်းကနောက်ဆုံးတွေ့ခဲ့တဲ့အချိန်တုန်းကဝါဝါဖြူဖြူဒီလိုကပုံမှန်လူလိုပဲပေါ့နော်ဆန်းချမ်းမှမှာအခု ဘယ်တော့မှမကြသေးဘူး။ तू ဆေးရုံတက်တယ်ဆိုတော့သွားလဲသွားကြည့်哦။ तू ကမျက်ကွင်းနေပါ့။ဟောက်ပတ်ဖြစ်နေ။ तू ကလည်းအချိန်နဲ့မဟန်တော့ဘူး။ဘယ်တော့ဒီဆိုးနေလဲဆိုတော့ तू ကကျွန်တော်တို့တော့မှတ်မိခြင်းတယ်လို့မှတ်မှတ်မိခြင်းတယ်လို့ဖြစ်နေ။ပြီးတော့မိန်းကလေးဆိုတော့ထမိန်နေထမိန်နေပါမနိုင်တော့။ဘယ်တော့ဒီဆိုးလဲဆိုတော့ तू ထမိန်ကိုဟိုခပတ်လို့လို့ဟာနဲ့သူ့သူ့အမိတွေတုတ်ထားပေးတယ်။ဆိုတော့အဲ့လိုမျိုးအချိန်နေဖြစ်နေတာပေါ့နော်။ ပြီးတော့တို့ကအစာရင်အောင့်နေအောင့်နေဘိုက်အောင့်နေပေါ့နော်အဲ့လိုပြောလို့ဆရာဝန်တွေကလည်းဒီမှန်မြောင်းကြည့်ရလို့ခေါ်မလားမှန်မြောင်းနေကြည့်တယ်ကြည့်လဲဘာမှမရှိယောဂကလည်းဘလို့မှရှာမရဘူးပြင်ပြီးတော့တခုဆိုးတာကဆရာဝန်တွေအဲ့လိုမျိုး round လှဲ့တယ်ဆရာဝန်တွေလာကြည့်တဲ့အချိန်ဆိုရင်ကျွန်တော်တငယ်ချင်းကအကောင်ဘာမှဝင်ဖြစ်တာမနာလဲမနာဘူး EC ပဲဆရာဝန်တွေကလည်းအဲ့တော့ဆရာဝန်တွေကလည်းမျက်လုံးတွေလဲဆရာဝန်တွေပြန်သွားပြီး ့နတ်စမာတွေလောက်ပဲရှိတဲ့အချိန်ဆိုရင် तू ကသူ့ဇလန်းဆပြီလူတို့လိုကြောင်းတို့လိုဘိုက်ကဘလို့ပဲဟိုမခံမရနိုင်အောင်တို့လိုအဲ့လိုကြီးဖြစ်လာမှန်မြောင်းကလည်းတစ်ခါမဟုတ်နှစ်ခါကြည့်ဆိုတော့ဆရာဝန်နေကဟိုမခွဲကျင်လို့ပေါ့နော်မခွဲကျင်လို့အဲ့လိုမှန်မြောင်းလေစမ်းတက်ပဲကြည့်တာယောဂါကလည်းဘလို့မှရှာမတွေ့ဘူးဆိုတော့နောက်ဆုံးဟိုလူနာကလည်းခံနိုင်ရင်မရှိတော့ဘူးဆိုတော့သူ့အမေတွေက လက်လျှော့လိုက်တယ်ထင်တယ်ကျွန်တော်တို့အဲသွားကြည့်ခဲ့တယ်ပေါ့ဗျာသွားကြည့်ပြီးတော့ကျွန်တော်လည်းအဲတုန်းကအကြောင်းသားဘွားဆိုတော့ဘာပြောတတ်မှာလဲဘာမှမပြောတော့တကယ်ချင်းအေးစင်ပြောင်းနေပါညာပေါ့ငါတို့ရှိတယ်ပါညာပေါ့လို့ပြောပြီးတော့ဟိုဖះတရားတော့မမေးနဲ့ပေါ့နင်သတိရလာခါနဲ့ဖះတရားလေးဖះစာလေးပါလေညွတ်ပဋ္ဌာန်းလေးပါလေအရှိမရရင်တော့အကြံမရရင်တော့အချင်းညွတ်အဲ့လိုမျိုးကျွန်တော်လည်းအားပေးခဲ့တာပေါ့နော်ကျွန်တော်လည်းအတူတူစေရုံသွားကြည့်တဲ့ကောင်းမလေးကကျွန်တော်တို့ထက်သူကတစ်နှစ်ကြီးတယ် ူကဟိုဘယ်လိုပြောရမလဲကျွန်တော်ထက်တစ်နှစ်ကြီးတယ်တစ်နှစ်ကြီးရယ်ဆိုမှကျွန်တော်နဲ့အတန်းတူတူဖြစ်သွားတာကယံမာလေးပဲဒါပေမဲ့ तू ကခရစ်ယာန်ကျွန်တော်ရောကျွန်တော်တငယ်ချင်းရောအဲ့ဒီကောင်မလေးအမလို့ခေါ်တယ်ကျွန်တော်ထက်တစ်နှစ်ကြီးတော့ယူသေးသမှုနဲ့ပေါ့နော်ထားပါတော့ပြောချင်တာကအဲ့ကိစ္စတော့မဟုတ်သေးဘူးအဲ့နဲ့ကျွန်တော်တို့အားပေးစကားတွေပါပြောပြီးတော့ကျွန်တော်တို့ပြန်လာတယ်ပေါ့ဗျာဒါနဲ့ပြန်လာပြီးတော့တပတ်လောက်ကြာတော့ဖုန်းဆက်တယ်ဖုန်းဆက်တယ် အဲ့အဲ့ကောင်မလေးရပဲအဲ့ဒီကျွန်တော်အမလို့ခေါ်တဲ့ကောင်မလေးရဖုန်းဆက်ဆိုတော့ကျွန်တော်ကတော့ဟာစိတ်ထဲမှာသွားပြီလားမသိဘူးဗောငါတငယ်ချင်းတော့ဒုက္ခပဲဗောဒါပေမဲ့မသွားသေးဘူးဘလို့မသွားသေးလားလဲဆိုတော့သူတို့ကတဲ့ဟိုအိမ်ုံပြန်ပြီးတော့ခေါ်သွားပြီဗောနော်ယောဂလည်းရှာမရဘူးဆရာဝန်တွေကလည်းခေါ်သွားခြင်းခေါ်သွားတော့ဗောနော်အိမ်မှာပဲဆရာကူလေးပါလေးဘာညာဗောလေးအဲ့လိုမျိုးဆိုပြီးတော့အိမ်ုံပြန်ပြီးတော့ ဆင်းရုံဆင်းရုံဆင်းဆင်းလိုက်တာဗောဗျာယောဂလည်းရှာများမဲ့တူလို့ဆိုတော့ဆင်းရုံဆင်းလိုက်တာဆင်းရုံဆင်းပြီးတော့မှဒါဆိုရင်တော့အချိန်နေရတာဘာမှမသိဘူးဗောကျွန်တော်တို့လည်းဘာလို့လှုပ်လို့လောက်အောင်မသိအဲထားပါတော့ဆိုနောက်ထပ်တစ်ပတ်လောက်နေတော့ထပ်ပြီးတော့သူ့အိမ်ကိုလိုက်ပြီးတော့ထပ်သွားကြည့်ကြည့်မယ်ဗောဆိုပြီးတော့ငွေချင်းတွေတိုင်ပင်ထားတာအဲ့ဒီတစ်ပတ်မတိုင်ခင်မှာနောက်ထပ်ဖုန်းဆက်လာတယ်ဆုံးဆက်တဲ့ခါမှာအဲ့ဒီတကယ်အဲ့ဒီယောဂဖြစ်တဲ့ကောင်မလေးကိုယ်တိုင်ဆက်လာတာ ဆက်လာတော့ကျွန်တော်သူ့ဖုန်းနဲ့ဆိုတော့ကျွန်တော်ပို့တော့ထူပို့တော့ဟာဒီတခါတော့ကြွပြီလားမသိဘူးဟေးမကြွဘူးမကြွဘဲနဲ့ဘာပြောလဲဆိုတော့သူ့အတန်နေကောင်းသွားတဲ့အတန်လုံးဝနင်လို့တဲ့ဟိုအားလို့ရှိရင်ねဒါမှမဟုတ်တရက်နှစ်ရက်လောက်နေငါအိမ်လာခဲ့တဲ့ငါပြောစရာရှိတယ်ဆိုတော့ကျွန်တော်တို့ကလည်းဘာလဲဗောအဲ့တမလားအဲ့နဲ့တငယ်ချင်းတွေစုပြီးတော့သွားကြဒီတခါတော့အဲ့ဒီဟိုအမဆိုတဲ့ကောင်မလေးအပါဝင်ကျွန်တော်ရဲ့နောက်ထပ်အကိုကြီးနှစ်ယောက်ရဲ့ပေါ့နော် ကျွန်တော်တို့ထက်တနည်းကြီးတနည်းအသက်ရားပြင်ကြီးတယ်ဗျ။အဲကြောင့်လေးစားသမှုနဲ့အကူကြီးလို့ပဲခေါ်တာကျွန်တော်တို့ကြတော့လေးယောက်ဆွဆွပေါင်းလေးယောက်အဲသူတို့ရဲ့လှိုင်းတိုင်းရကျွန်တော်တငယ်ချင်းအိမ်ကအဲ့ဒီမိကွက်စီကြော်ကြော်နားလောက်မှာလှိုင်းတိုင်းမိကွက်စီကျွန်တော်တို့အောက်အောက်ထိတ်လို့ခေါ်တာအောက်ဖက်ဒီအောက်လန်းပေါ့အဲ့နာမိကွက်စီနားမှာသူ့အိမ်ရောသူ့အိမ်ရောရောက်သွားသူ့အိမ်ရောက်သွားတော့တငယ်ချင်းပထမစေးအောင်မှာတွေ့တော့တေးမလို့ဖြစ်နေတဲ့ကျွန်တော်တငယ်ချင်းကလုံးဝ လူကောင်းတိုင်းပဲမဟုတ်တော့ကြီးထိုင်စားစားလိုက်တဲ့အစားတွေကမှနန်းနန်းတော့မဟုတ်အဲ့ဒါကျွန်တော်တို့ကလည်းဘလူဘလူဖြစ်တာလဲပေါ့ငါတို့ကနင်းရောသိပြီးတင်တာလို့ငါဆိုဖုန်းလာတိုင်းဖခင်တရားတနေရတယ်လို့ဆိုတော့ तू ကဘာပြောလဲဆိုတော့ဟုတ်တယ်တဲ့ဆရာဝန်ကလည်းလက်လျှော့လိုက်ပြီတဲ့ယောဂလည်းရှာမတွေ့ဘူးတဲ့အိမ်ကလည်းငါ့ကိုနေလားညံလားဆိုတာမသိတော့ဘူးတဲ့အဲ့နဲ့ငါလည်းဖခင်ပဲအားကိုးရမယ်ဆိုပြီးတော့တဲ့ထိုင်နေရင်လည်းအဲ့လိုပထမလေးအချင်းချင်းလှုပ်ပြလိုက်ထနေရင်လည်း ထန်းလေးအကျဉ်းလေးရွတ်လိုက်ပေါ့နော်ရွတ်နေပြီးတော့တဲ့သူဖင်းဝါနေဆင်းပြီးတော့တရက်နှစ်ရက်လောက်အိမ်မှာရွတ်နေရင်နဲ့ပထန်းလေးရွတ်နေရင်နဲ့ပေါ့နော်သူ့အမေကတဲ့ရုတ်တရက်ကြီးကောက်ခါငင်းကဟိုဘူးတယ်လို့ယူးတယ်လို့ဖြစ်ပြီးတော့ဘာပြောလဲဆိုတော့ဆက်မရွတ်ပါနဲ့တော့တဲ့အဲ့ဆက်အရန်ပူလို့တဲ့ဆက်မရွတ်နေတော့အမတောင်းမှန်ပါတယ်တဲ့ဟိုပေါ့နော်အင်းချင်းသူတဲ့အမကတောင်းမှန်ပါတယ်ပေါ့နော်ဆိုသူ့နာမည်ကိုပြောတာပြောပြီးတော့ခေါ်ပြီးတော့ တောင်းမှန်ပါတယ်တောင်းမှန်ပါတယ်ပေါ့ဆိုပြီးတော့ပြောပြီးတော့ဆက်မရုပ်ဖို့တားရတယ်ပေါ့နော်အဲ့ချိန်ညာမှာသူတို့ကတိတာဒီကောင်ကအဲ့လိုမျိုးပေါ့နော်လူရိုတနန်းတမန်ယောဂါမဟုတ်ဘဲနဲ့အဲ့လိုမျိုးလူလှုပ်ထားတဲ့မကောင်းတဲ့အတတ်ပညာနဲ့လှုပ်ထားတဲ့ယောဂါဆိုတာသူတို့ကအဲ့ချိန်ညာမှာတိတယ်အဲ့ချိန်ညာမှာတိပြီးတော့သူတို့ကဘာလှုပ်လဲဆိုတော့တက်တကားဆရာတော်ရှိ ਉ တက်တကားဆရာတော်ရှိ ਉ တွားတယ် တင်ကားဆရာတော့အဲ့တော့နာမည်ကြီးအခုလည်းနာမည်ကြီးပါတယ်အဲ့ဆရာတော့ကျွန်တော်တော့တခါမှမရဘူး။သွားတော့ဟိုရောက်တော့စစ်တယ်ထင်ပါတယ်စစ်တော့ဘာကြောင့်လဲဆိုတော့တဲ့ဟိုသူ့မနာလို့လို့လောက်တာတဲ့ဘယ်လောက်ထိလောက်တာလဲဆိုအသေးလောက်တာတဲ့သူသူကသူ့ကိုသူဝင်ပူးတဲ့ခါမှာသူ့ကိုသူအမလို့ပြောတယ်အမဟာတဲ့ဟိုအင်းငင်းသူ့ကိုတောင်းမှန်ပါတယ်ဘာညာသူ့နာမည်ခေါ်ပြီးတော့ပြောတယ်ဗောဗျာ ကျွန်တော်တို့ကလည်းအမဆိုတော့ကျွန်တော်တို့တငယ်ချင်းတည်းမှာအမကတယောက်ပဲရှိတာ哦ဆိုတော့ဟိုကရင်မာလေးကိုကျွန်တော်တို့ကမထင်ပါဘူးဒါပေမဲ့တမလားဟိုကရင်မာလေးကသူ့ဟန်နဲ့သူဟိုသူ့ဟန်နဲ့သူသူလည်းအာနာလို့ဘာလို့လို့ဖြစ်ဖြစ်တာဗောလေတမလားဒါပေမဲ့သူတော့မဟုတ်မဟုတ်ပါဘူးမဟုတ်လို့လည်းကျွန်တော်တို့ထင်ပါလေလေနော်အဲ့နဲ့ဘလို့ဘလို့ဆက်လဲဆိုတော့ဆင်းနဲ့ဆင်းနဲ့ပေါ်လာတာမုတ်နဲ့မုတ်ကျွေးလိုက်တာတဲ့ကျွန်တော်တငယ်ချင်းကအဲ့လိုမျိုး သူတကာကျွေးတဲ့မြတ်သူကလည်းအစားသူကလည်းအစားကိုပါဒနာအိုးဆိုတော့ဒါမဲ့လည်းတငယ်ကိုတက္ကသိုလ်ကျောင်းသူအချင်းချင်းဆိုတော့မုတ်ကတော့အလောက်ထိဘာမှမဖြစ်လောက်ဘူးဆိုပြီးတော့မုတ်မုတ်စားလိုက်တာပေါ့နော်အဲ့ဒီလောက်တဲ့လူရဲ့ကျွေးတဲ့မုတ်ကိုစားမိလိုက်တာစားမိလိုက်တဲ့ခါမှာသူကအဲ့လိုမျိုးအပင်လို့ခေါ်မှာပေါ့နော်အဲ့ဒါဝင်သွားတာဝင်သွားပြီးတော့သူ့အသေးတဲ့အထိလောက်တာတဲ့သူဖျားတရားလောက်တာဥသွားတယ်တဲ့စေယုံမှာသာကြာကြာထားမယ်ဆိုရင်ဒီချိန်လောက်ဆိုရင်တဲ့ ပေါ့နော်သူနိုင်သွားပြီပေါ့နော်အသက်မရှိတော့တော့ဖူးဆိုပြီးတော့အဲ့ဝင်ပူးရောအဲ့လုတ်တဲ့ကောင်မလေးကပြောတာပြောတော့မှအားလုံးကအံ့နေအော်နေပေါ့နော်ဟာတော်သေးတယ်ပေါ့အဲ့နဲ့ကျွန်တော်တို့ကမေးတယ်ဘသူလုတ်တာလဲပေါ့မမေးလိုက်ဘူးလားလို့ပြောတဲ့အခါမှာသူအဲ့ဒီကျွန်တော်တငယ်ချင်းမှာအကူလေးရှိတယ်အကူလေးကလေပြဿနာထပ်မတက်ချင်ဘူးထင်တယ် ဘယ်သူလောက်တာလဲတပါးရမသိချင်တော့ဘူးတဲ့မမေးပါနဲ့တော့တဲ့သူညမရဲ့ယောဂါကိုပဲပေါ့နော်ရှင်းသမားအကုန်လုံးယူပြီးတော့ပဲပြန်လူကောင်းပြန်ဖြစ်အောင်လှုပ်ပေးပါတော့ဆိုပြီးတော့ပြောတော့အဲ့ဒီပညာတဲ့ကောင်းမလေးက तू လောက်တာလား तू လောက်တာပဲနေမှာပါသူများခိုင်းပြီးလောက်တာတော့မဖြစ်နိုင်ဘောက်ဆို तू ကိုယ်တိုင်ဝင်လာတော့ဝင်လာတယ်ဆိုတော့လေဝင်ပူးလာတယ်ဆိုတော့လေအဲ့နဲ့ဇလန်းပေါင်းတော့ကျွန်တော်တငယ်ချင်းအဲ့ဒီယောဂအခြေအနေလဲတိသွားတယ် ယောဂါရီလည်းအကုန်လုံးအဲ့ဒီလုတ်တဲ့လူပါပဲပြန်ယူသွားတယ်အသက်လည်းမတည်လိုက်ဘူးသူကလည်းကောင်းကောင်းမွန်မွန်ထောင်ထောင်မီမီဖြစ်လာတယ်ဖြစ်လာပြီးတော့ကျွန်တော်တို့အဲ့ဒီဘီတက်စကန်ဆာမူဝဲပေါ့နော်ဘီတက်စကန် final ဆာမူဝဲကိုလည်းကောင်းကောင်းမွန်မွန်နဲ့ဖြည့်ပြီးတော့လုံးဝဘီပါပါပြီးတော့ဆရာကြီးဖြစ်သွားတယ်အခုဆိုရင်ကျွန်တော်တကယ်ချင်းကသူကမြန်မာနိုင်ငံမှာရှိသေးတယ်အဲ့ဒီကောင်မလေးကမြန်မာနိုင်ငံရဲ့သူက wifi company တခုမှအလုပ်လုပ်တာအခုဆိုရင် wifi company နာမည်တော့ကျွန်တော်ထည့်မပြောတော့ဘူး ဆိုတော့သူ့ရဲ့ privacy လည်းရှိတော့သူ့ရဲ့နာမည်တော့မှပဲကျွန်တော်လွှဲပြီးတော့ပြောထားတာနာမည်အစ်စ်မဟုတ်ဘူးပေါ့လေ wifi company တခုမှအခုချိန်ကြီးကျန်းကျန်းမာမာနဲ့အလုံးလုံးနေတော့မယ်သူကအဲ့ဒီຢာရုတောင်တော်တော်ကြီးသွားပြီလို့ဟိုတလောမှာကျွန်တော်တို့ ਨੇ ဆက်သွယ်ရတော့သူပြောတယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါကတော့ကျွန်တော်တငယ်ချင်းရဲ့တကယ်ကြုံတွေ့ခဲ့ရတဲ့မကောင်းတဲ့အတတ်ပညာရယ်နဲ့ပတ်သက်တဲ့သူသူစမ်းနဲ့ ကြောင်းအရာကိုပြောပြတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်